်မင်္ဂလာပါရှင်ဘုန်းကြီးတော်မူသောသခင်ယေရှုခရစ်တော်ဤနာမတော်အားဖြင့်ခွန်အားတဲ့နေ့စဉ်နှုတ်ကပတ်တော်အစီအစဉ်မှာကြိုဆိုပါရစေပထမဦးဆုံးဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်ဂယုနာတော်ဖြင့်ကယ်တင်ခြင်းဆိုတဲ့ကောင်းစဉ်နဲ့တိတုဩဝါဒစာအခန်းကြီး၃အငယ်၅ကိုဆင်ခြင်သွားခြင်းပါတယ် ငါတို့ကျင့်သောဖြောက်မှတ်ခြင်းအကျင့်အာဖြင့်မဟုတ်ပေမိမိတနာခြင်းဂယုနာတော်နှင့်အညီဒုတိယမွေခြင်းနှင့်ဆိုင်သောစေကြောခြင်းအာဖြင့်၎င်းတန်ရှင်သောဝိညာဉ်တော်ဤအသည့်ပြုပြင်ခြင်းအာဖြင့်၎င်းငါတို့ကိုကယ်တင်တော်မူ၏အပြစ်နဲ့မကင်းတဲ့ကျွန်တော်တို့လူဘဝဟာဘုရားခင်ရဲ့ကျချင်းမြတ်တာနဲ့မထိုက်တန်ပေမဲ့လေဘုရားသခင်ရဲ့ဂယုနာတော်ကြောင့်ကျွန်တော်တို့ဘလို့ပဲဖြစ်နေပါစေ။ ကယ်တင်ခြင်းရဖို့ဘုရားသခင်ကကျွန်တော်တို့ကိုကယူနာပြပြောမှချစ်ပါတယ်ကျွန်တော်တို့ဘုရားသခင်ရဲ့ပြည့်ညတ်တော်တွေဘာသာရေးနဲ့ဆိုင်တဲ့အကျင့်တွေကိုဘလောက်ပဲကောင်းအောင်ကျင့်နေလို့ကျွန်တော်တို့ဘလောက်ပဲကောင်းတယ်ဆိုတဲ့အပေါ်မှာကယ်တင်ခြင်းကမူတည်နေတာမဟုတ်ပါဘူးဘုရားသခင်ရဲ့ကယူနာတော်အားဖြင့်ကောင်းမြတ်လွန်းနေတဲ့အတွေ့အကြုံပဲဖြစ်တယ်လူတိုင်းမှာကောင်းတဲ့ရင်နဲ့ဆိုးတဲ့ရင်ဆိုပြီးတော့မှနှစ်ခုရှိပါတယ် တရင်စုကတော့ဘုရားသခင်ကကျွန်တော်တို့ကိုချစ်ဖို့ကောင်းလောက်အောင်ကျွန်တော်တို့လုပ်နိုင်တာဘာတစ်ခုမှမရှိပါဘူး။ဒါကြောင့်လူတော်တော်များများကဘုရားသခင်အတွက် လုံလောက်တဲ့ကောင်းမှုကိုပြီးနိုင်မင်းဆိုတာကိုမျှော်လင့်နေပြီးတော့ဘာသာရေးကျင့်ထုံအမျိုးမျိုးကိုကျင့်ပြီးတော့ဘဝကိုဖျက်ဆီးနေကြရပါတယ်။ဒါပေမဲ့အဲ့ဒီကျင့်ထုံတွေကိုကျင့်နေတဲ့နေရာမှာအမှန်တရားတစ်ခုကတော့ဘာသာတရားရဲ့တုံ့တင်ချက်တွေကို ပြေဝဆောင်ငင်အောင်လူက မကျင့်နိုင်ခြင်းပဲဖြစ်တယ်။ကျွန်တော်ဟာအကောင်းဆုံးကြိုးစားနေကြပြီမဲ့လည်းဘုရားသခင်အတွက်လုံလောက်တဲ့ကောင်းမှုဖြစ်ဖို့အတွက်ကတော့ပြက်ကွက်နေစေပဲဖြစ်တယ်။တည်င်းကောင်းကတော့ဘုရားသခင်ကသူ့ရဲ့ဂယုဏတော်အားဖြင့်ကယ်တင်နေခြင်းပဲဖြစ်တယ်။ကျွန်တော်ရဲ့ကောင်းမြတ်မှုကြောင့်ဘုရားသခင်ရဲ့ဂယုဏရှိပြီးတော့ကဲတင်ခြင်းခံရတာတော့မဟုတ်ပါဘူးကျွန်တော်မိမိကိုယ်ကိုစူးစမ်းကြင်ကြံနိုင်ခြင်းက ကျွန်တော်တို့ကိုချစ်တဲ့ဘုရားသခင်နဲ့ဘာမှမဆိုင်ပါဘူး ဒီဂရိတော်ကကျွန်တော်တို့ရဲ့ကောင်းတဲ့အကျင့်အာဖြစ်မဟုတ်ဘဲနဲ့ဘုရားသခင်ရဲ့ဂယုဏတော်ကြောင့်ကေတင်ချင်းခံရကြောင်းကျွန်တော်တို့ကိုတတိပေးနေတာပဲဖြစ်တယ်။ဂယုဏတော်ဆိုတာကကျွန်တော်တို့နဲ့ထိုက်တန်တဲ့အရာကိုရဖို့မဟုတ်ပါဘူး။ကျွန်တော်တို့ဟာဘုရားသခင်ရဲ့သာသမီဖြစ်ဖို့အတွက်လုံးဝမထိုက်တန်ပါဘူး။ဘုရားသခင်ရဲ့ချစ်ခြင်းကိုခံရဖို့လည်းမထိုက်တန်ပါဘူး။ကျွန်တော်တို့ဟာဘုရားသခင်နဲ့ထောင်ရခွဲခွာသွားဖို့သာထိုက်တန်ပါတယ် ဒါပေမဲ့လည်းဘုရားသခင်ရဲ့ဂယုနာတော်ကကျွန်တော်တို့မထိုက်တန်တမျှထက်ကြော်လွန်ပြီးတော့ကျွန်တော်တို့ကိုချစ်ချင်းပဲဖြစ်တယ်။ကျွန်တော်ကောင်းတာပဲဖြစ်ဖြစ်ဆိုးတာပဲဖြစ်ဖြစ်ကျွန်တော်တို့အပေါ်မှာဘုရားသခင်ကကယ်တင်ဖို့ရန်ဂယုနာကရှိနေပြီသားဖြစ်တယ်။ဒါကြောင့်ယောဟန်အခန်းကြီး3ငွေ16မှာဘုရားသခင်ကသူ့ရဲ့ဂယုနာကြောင့်ငရဲဆိုတဲ့ပျက်စီးခြင်းနဲ့ကိုမရောက်သွားဖို့သခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းကြောင့်ထာဝရအသက်ရဖို့အတွက် သခင်ယေရှုခရစ်တော်အားဖြင့်ကယ်တင်ခြင်းကိုဘုရားသခင်ရဲ့ဂရုဏာတော်နဲ့အညီပြင်ဆင်ပေးနေခြင်းပဲဖြစ်တယ်။ဘုရားသခင်ရဲ့ဂရုဏာကြောင့်ကျွန်တော်တို့မှာအရာနှစ်ခုဖြစ်ခဲ့ပါတယ်။ပထမဦးဆုံးကျွန်တော်တို့ဟာဒီလောကထဲကိုမိဘတွေအားဖြင့်မွေးဖွားပြီးတော့မှရောက်လာခဲ့ကြတယ်။မိဘတွေရဲ့ဗီဇာကကျွန်တော်တို့မှာပါလာတယ်လို့နောက်ကဘတော်တမချန်းစာက ကျွန်တော်တို့ဟာအပြစ်ကနေမွေးဖွားလာကြတယ်လို့ဆိုထားပါတယ်။ဒါကိုဒါဝိတ်က 50ခုမြောက်သောဆန္ဒအငယ်9မှာသူကိုယ်တိုင်ရဲ့လက်တွေ့အသက်တာအဖြစ်ဝန်ခံပြုမှဖော်ပြထားပါတယ်။အဲ့ဒီမှာသူပြောထားတာကအကျွန်ုပ်သည်မွေးစားကပင် အပြစ်ပါလျက်ရှိ၏။အမိဝမ်းထဲမှာပြိတ္တတွေယူစဉ်ပင်အပြစ်ဆွဲပါ၏လို့ဆိုထားပါတယ်။ဒါဝိတ်ပြောသလိုပဲကျွန်တော်တို့မှာဗီဇအပြစ်ဆိုတာကလူတိုင်းမှာပါလာပြီးသားဖြစ်တယ်ကျွန်တော်ရဲ့ဗီဇသဘောတဘာဝအရာဖျားသခင်ကိုပုံကန်ကြတယ ဒါပေမဲ့လည်းသခင်ယေရှုခရစ်တော်ကိုယုံကြည်ခြင်းအားဖြင့်ကျွန်တော်တို့ဟာဘုရားသခင်ရဲ့သားသမီးအဖြစ်ပြန်လဲမွေးဖွားလာခဲ့ကြပါလေ။ကျွန်တော်တို့ရဲ့အပြစ်ကိုခွင်းလွှတ်ပြီးတော့သခင်ယေရှုခရစ်တော်မှာကျွန်တော်တို့ယုံကြည်သူတွေဟာအသက်တဖန်မွေးဖွားလာခဲ့ကြပါလေ။အဲ့ဒီအသက်တဖန်မွေးဖွားခြင်းကတော့သခင်ယေရှုခရစ်တော်ကနိကောဒင်ကိုယောဟန်အခန်းကြီး3အငယ်1ကနေ10မှာတွင်တင်ခဲ့တဲ့အတိုင်းပဲဖြစ်တယ်။ ကျွန်တော်တို့ဟာနဂဘတ်တော်ရေနဲ့တန်ရှင်းသောဝိညာဉ်အားဖြင့်အတ္တတဖန်မွေးဖွားလာကြရတာဖြစ်တယ်။နောက်ဒုတိယတစ်ခုကကျွန်တော်တို့ယုံကြည်သူတွေဟာအတ္တဖြစ်လာပြီးတော့တန်ရှင်းသောဝိညာဉ်ကကျွန်တော်တို့ရဲ့စိတ်လုံးကိုအတ္တပြန်လဲပြမပြုတ်ပြင်ပေးပါတယ်။တန်ရှင်းသောဝိညာဉ်ရဲ့လှုပ်ဆောင်ချက်ကြောင့်ကျွန်တော်ရဲ့တဘာဝဟာသခင်ယေရှုခရစ်တော်ရဲ့တရံအဖြစ်ကို ပြောင်းလဲလျက်ရှိပါတယ်။ဒါကြောင့်ကောလောသဲအခန်းကြီး3အငယ်10မှာ ဖန်ဆင်းတော်မူသောသူဤပုံသဏ္ဍာန်နှင့်အညီမှန်သောပညာအားဖြင့်အသစ်ပြုပြင်သောလူသစ်ကိုယူတင်ဝတ်ဆောင်တော်သူဖြစ်ကြ၏လို့ဆိုထားပါတယ်။ပရောဖက်ငါသူရဲ့နှုတ်ကပတ်တော်နဲ့တန်ရှင်းသောဝိညာဉ်တော်အားဖြင့်ကျွန်တော်တို့ရဲ့စိတ်လုံးကိုအသစ်ပြုပြင်ပြီးတော့ကျွန်တော်တို့ကိုသခင်ယေရှုခရစ်တော်နဲ့ပူပူတူလာစေပါလေ။ကယ်တင်ခြင်းဆိုတာကကျွန်တော်တို့လှုပ်ဆောင်ခဲ့တဲ့အရာဒါမှမဟုတ်ကျွန်တော်တို့နဲ့ထိုက်တန်တဲ့အရာနဲ့မပတ်သက်ပါဘူး။ ဒါကြောင့်ကျွန်တော်တို့ဝန်ခံအသက်ရှင်ကြဖို့ကကျွန်တော်တို့ဟာဘုရားခင်အတွက်ဘေသောအခါမှ လုံလောက်အောင်မဆွမ်းဆောင်နိုင်ပါဘူးဘုရားခင်ကကျွန်တော်တို့အပေါ်မှာသူ့ရဲ့ဂိယုနာတော်ကိုတွန်းလောင်းတော်မူပါတယ်ဘုရားခင်ကသူ့ရဲ့ဂိယုနာတော်အားဖြင့်ကျွန်တော်တို့ကိုချစ်တော်မူပါတယ်မျက်နှိုးတော်မူပါတယ်ယုံကြည်ခြင်းအားဖြင့်ကျွန်တော်တို့ဟာခရစ်တော်မှာပြန်လဲမွေးဖွားလာရခြင်းဖြစ်တယ်သခင်ယေရှုခရစ်တော်ကကျွန်တော်ရဲ့စိတ်လုံးကို သူ့လိုဖြစ်လာဖို့အတွက်တန်ရှင်သောဝိညာဉ်တော်အားဖြင့်အသက်ပြုပြင်ပေးနေပါတယ်။ကျာနာစင်ခြင်းခဲ့တဲ့သူတိုင်းလက်တွေ့အသက်တာများမှာဘုရားသခင်ရဲ့ကရုဏာအားဖြင့်ကယ်တင်ခြင်းခံရကြောင်းသိရှိနားလည်ပြောမှဘုံတော်ထင်ရှားတဲ့အသက်တာအတိအသေးဖြစ်နိုင်ကြပါစေ။အာမင်။ ဤခွန်အားသည့်နှုတ်ကပတ်တော်အစီအစဉ်သည်နေ့စဉ်တင်ဆက်သောအစီအစဉ်ဖြစ်သောကြောင့်စောင့်မျှော်၍ဝိညာဉ်ခွန်အားယူပါရန်မေတ္တာပြည့်လို့ဆောအပ်ပါသည်